ချင်းပြည်နယ်မှာစစ်ကောင်စီတပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာကိုစလေလောင်း83ရပါဝင်ရှင်ပြိုင်မယ်လို့ UEC ကထုတ်ပြန်ပါတယ်။တီရီသတင်းပေးပို့ထားပါတယ်ရှင်။ဒေတာ area ရဲ့60ရာခိုင်နှုန်းနီးပါးကိုကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရလို့ဒေတာကန်ဒီကပြောကြပါဗျ။ချင်းပြည်နယ်ရွေးကောက်ပွဲမှာပြည်နယ်လွှတ်တော်အမျိုးသားလွှတ်တော်ပြည်သူလွှတ်တော်တို့မှာကိုယ်စားလှယ်28နေရာအတွက် ကိုစလေလောင်း83ရောင်းရှင်းပြန်သွားမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတင်မှာတော့ဟာခမြို့နယ်တီးတိမ်မြို့တို့ပါဝင်ပြီးထန်တလန်မြို့နယ်အပြင်တလန်ရဲတပ်တွေထိန်းချုပ်ထားတဲ့တွန်းဆန်မြို့နယ်နဲ့ဖလန်းမြို့နယ်တွေကိုတော့ကျန်ပိုင်းတွေမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်ကောင်စီတပ်ကနေမြေဆိုးမိုးရေးလုပ်ဖို့ချင်းပြည်နယ်ကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းစတိုက်ပြုလုပ်နေပါတယ်။ စစ်ကောင်စီကကျေးလက်ဒေသတွေမှာရွေးကောက်ပွဲမလုပ်ပဲသူတို့ထိန်းချုပ်ထားတဲ့ဟာခါမြို့ပေါ်မှာသာအဓိကရွေးကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရယ်စစ်ကောင်စီတပ်ဆိုးရှီအောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မဲ့သူတွေကိုလည်းတတိပေးထားပြီးစစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေပါကသူတို့ရဲ့လှုပ်ဆောင်မှုအတွက်တာဝန်ခံရမယ်လို့ချင်းမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကပြောပါရယ်သူဘယ်လိုပဲလုပ်မယ်လုပ်မယ်ချင်းပြည်ငယ်ရဲ့ချဲ့တဲ့ဒေသအထီးတော့ လုံနိုင်တယ်လို့ကျွန်တော်တို့ကတော့မထင်ဘူးမလုံနိုင်အောင်လည်းကျွန်တော်တို့တတ်နိုင်ဆုံးဟာကိုတောင်းပါပဲပေါ့စစ်ကောင်စီကပြုလုပ်တဲ့ Drug Control Commission ကစဆော့တိုကိုစလောင်းဆိုပြီးတော့လုပ်တဲ့ကစကျွန်တော်တို့ကသတိပေးထားပါတယ်စစ်အာဏာရှင် Facebook ရှင်ရဲ့အတွက်ဖြစ်တဲ့ Bumper ကိုမလုပ်ကြဘူးဆိုပြီးတော့မှကျွန်တော်တို့ကခုကလေးကနေကျွန်တော်တို့တာထဆိုးထားတာရှိပါတယ်ပြည်သူလူထုအနေနဲ့လည်းစစ်ကောင်စီရွေးကောက်ပွဲကိုမပါဝင်ချဖို့ချင်းကောက်ဝေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ် ချင်းပြည်နယ်မှာစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာချင်းမြောက်ပိုင်းဟာခါမြို့ပေါ်နဲ့တီးတိမ်မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေဒေသတစ်ခုကိုစစ်ပေးရှောင်ပြီးရပ်ပေါင်း180နေထိုင်ပြီးသူတွေမဲပေးရမှာဖြစ်တယ်လို့မီဆိုနိုပြည်နယ်ဘက်ကရောက်ရှိနေတဲ့အိန္ဒိယနိုင်ငံဗဟိုအစိုးရကဇီဝအချက်အလက်ရရှိပြီးသားဒုက္ခသည်တွေလည်းမဲပေးရမယ့်အထက်ပါလာနိုင်တယ်လို့ချင်းပြည်နယ်ကရပ်ဖက်ဖွဲ့တွေကပြောပါတယ်။နှစ်ပေါင်းများစွာအဖိနှိတ်ခံနေရတဲ့တိုင်းရင်းသားတွေဟာရွေးကောက်ပွဲကနေဖက်ဒရယ်အာမခံချက်ကိုမျှော်လင့်နေကြပေမဲ့ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကတော့ Federal အာမခံချက်ကိုမရရှိနိုင်ဘူးလို့ဆိုပါရတယ်။ဒါပေမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေအစိုးရဖွဲ့မဲ့ပုံစံနဲ့အဲ့ဒီအစိုးရအဖွဲ့ကိုချင်းတော်လိုင်းရေးဦးဆောင်သူတွေတုတ်ပြန်မဲ့အပေါ်မူတည်ပြီးအခြေအနေပြောင်းလဲဖြစ်လာနိုင်တယ်လို့ချင်းနိုင်ငံရေးလေ့လာသူတယောက်ကသုံးသပ်ပါတယ်။သူတို့ဘလို့ပဲကျင်းပပါစေဖို့နော်တက်လာတဲ့လွှတ်တော်တွေက online ကနေပဲသူတို့လွှတ်တော်လုံမှလာပေါ့ အွန်လိုင်းကနေပဲဒီချင်းပြင်းတဲ့အတွက်ကိုအစိုးရဖွဲ့မှလာနိုင်ရကိုစလေတွေက crown မှာလာပြီးမှဒီယုံလာထိုင်နေဆိုတော့သူတို့အတွက်လုံခြုံမှုဘယ်လောက်ထိရှိနိုင်မလဲပေါ့နော် ပြင်ဒီအပေါ်မှာဒေါ်လာအီကိုအိုးဆောင်ပေးနေတဲ့ဒီချင်းနိုင်ငံကောင်းဆောင်တွေကရောဘယ်လိုမျိုးအရွက်ကိုပြည်သူတွေအတွက်သူတို့လှုပ်ရှားပေးမှလဲဆိုတဲ့ပုံမှာတော့အများကြီးမှုတည်သွားမှာပေါ့နော်ချင်းပြည်နယ်ရွေးကောက်ပွဲမှာပြည်အောင်စုချန်ခိုင်ရဲ့ဖွံ့ဖြိုးရေးပါတီ USDP က28နေရာ ခုမင်းမျိုးသားပါတီ KNP က1နေရာပြည်သူ့ရှေ့ဆောင်ပါတီ PPP က9နေရာဇိုမီမျိုးသားပါတီ ZMB က19နေရာချင်းပြည်သူ့ကွန်ဂရက်ပါတီ NCC က26နေရာနဲ့အသီးသီးရှင်ပြိုင်မှာဖြစ်တယ်လို့ UEC ကထုတ်ပြန်တဲ့စာရင်းမှာပါရှိပါတယ်ကျမဒီရီပါ那老快要呢。